do re ကိုတီထောင်ရချင်းအကြောင်းရင်းကတော့ဒီထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ချွေပြောင်းလောက်ကမှခွင့်ရချွေပြောင်းလောက်ကမှအရေးကိုလှုပ်ဆောင်တဲ့ဒီရချင်းနဲ့ဖွဲ့စည်းခဲ့တော့လေတစ်ချိန်တည်းမှာပဲအိုးမျိုးသမီးတွေရဲ့ခွင့်ရေးတွေရရှိဖို့အာပိုးမျိုးသမီးတွေစွန့်ရင်မြင့်တင်ပေးဖို့ပိုးနိုင်ငံရေးတွေမှာပိုးမျိုးသမီးတွေကပိုးမျိုးသားများနဲ့ဤသူဥဆောင်မှုနဲ့ဆုံးဖြတ်ချက် ခြားတဲ့ခန်းကန်တာတွေကိုပါဝင်လာဖို့ဆိုတဲ့ကိစ္စဖေရပီတောင်ဆိုတီဆောင်ဖို့ဆိုတဲ့လုပ်ငန်းတွေမှာအချိန်နဲ့ကျွန်တော်တို့လုပ်ဆောင်နေတာဒီမရှိတယ်ပေါ့လေတော့ဘုံမီသမီးသမားကကို1990နဲ့ကိုနိုဝင်ဘာလ9ရက်နေ့ဒီထိုင်းမြန်မာနိုင်ငံနယ်စပ်မေဟုံဆောင်မြို့မှာစတင်ပြီးတော့ဖွဲ့စည်းခဲ့တယ်ဖြစ်တယ်ပေါ့လေနော် အိုးမြို့သမီးတမကမာကဒီလုပ်ငန်းစဉ်၄ခုနဲ့အဓိကဒီလုပ်ငန်းတွေကိုအကောင့်ထဲပို့သွားတယ်ပေါ့လေနော်ဆိုတော့ပထမလုပ်ငန်းစဉ်ကဒီအမျိုးသမီးဆိုင်ရည်မသိရေးလုပ်ငန်းစဉ်ဆိုတော့ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင်တော့ဒီအမျိုးသမီးနိုင်ငံရေးဆိုင်ရည်မသိရေးကြောင်းကိုကျွန်တော်တို့ဒီ2010ကတည်းကစပြီးတော့ဟိုဖွင့်လာတယ်ပေါ့လေ မျိုးသမီးတွေကပုံစံမျိုးစုံနဲ့ဖိနှိပ်ခံရတယ်ဖယ်ချင်ခံရတယ်ဆိုတဲ့အနေအမျိုးတွေဖြစ်တော့ဒီခေါင်းဆောင်တဲ့အပိုင်းတွေမှာပါဝင်လာတဲ့ဟာမျိုးတွေကမတွေ့ရသလိုရှိတယ်ဆိုတော့ရွယ်ချက်ကတော့အဓိကဒီအခန်းကန္တအတိုင်းပဲနေရာမှာပစ္စည်းပွားရေးပြောမလားဂျာမန်ရေးပြောမလားနိုင်ငံရေးပြောမလားပေါ့လေနော်အခန်းကန္တအတိုင်းမှာဒါမျိုးသမီးတွေကခေါင်းဆောင်တဲ့နေရာတွေမှာပါဝင်လာဖို့ဆိုတဲ့အာရွယ်ချက်ဖြစ်တယ်ပေါ့လေနော်နောက်ထပ်တစ်ခုက အမျိုးသမီးအခွင့်ရေးကာကွယ်ခြင်းနဲ့မိသင်းချင်းလုပ်ငန်းစဉ်ပေါ့လေနော်အဲ့ဒီလုပ်ငန်းစဉ်ကလိင်ပိုင်းဆိုင်ရာအကြံဖက်ခံရတဲ့အမျိုးသမီးတွေပဲပြောပေါ့လေနော်လိင်အခြေပြုအကြံဖက်မှုတွေကိစ္စရပ်တွေမှာစင်တာကျမတို့ကဝန်ဆောင်မှုလုပ်ငန်းတွေပေးတယ် အိုးဒီတာလို့မှာဆိုရင်လည်းအမှုတစ်ခုခုဖြစ်ပြီဆိုရင်တော့ဒါရိုးရချင်းသုံးမှုနဲ့ဖြည့်ရှင်းတဲ့ delay တွေလည်းရှိတယ်။ဒီဖြည့်ရှင်းတဲ့ဟိုလုပ်ငန်းစဉ်တွေမှာဆိုရင်လည်းအမျိုးသားတွေပဲရိုးရချင်းသုံးမှုမှာအားကောင်းတဲ့အချက်တွေအများကြီးရှိသလိုမျိုးဒါအမျိုးသမီးတွေရဲ့ခွင့်ရေးကိုထပ်ဆင့် phoenix စေတဲ့အချင်းသုံးမှုတွေလည်းအများကြီးရှိတယ်ပေါ့လေနော်ဆိုတော့အဲ့ဒီအပိုင်းတွေကိုလည်း challenge တွေကောက်ယူတယ်ဆိုတော့အာမျိုးသမီးတွေရဲ့ခွင့်ရေးကိုအဟန်တာဖြစ်စေတဲ့ရိုးရချင်းသုံးမှုတွေကိုရော့ကြလာအောင်ပျောက်လာအောင်ကျွန်တော်တို့လှုပ်ဆောင်နေတာတွေရှိတယ် နောက်ထပ်တစ်ခုကငင်းချမ်းရေးလုပ်ငန်းစဉ်ပေါ့လေနော်ငင်းချမ်းရေးတည်ဆောက်တဲ့နေရာမှာပဲပြောပြောငင်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပဲပြောပြောတာအမျိုးသမီးတွေပါဝင်လာဖို့အမျိုးသမီးတွေရဲ့အတန်တွေဟိုဒီဒီလုပ်ငန်းစဉ်တွေမှာရှိလာဖို့ဆိုတဲ့အာရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီငင်းချမ်းရေးလုပ်ငန်းစဉ်ကိုထားရှိတယ်အမျိုးသမီးနဲ့လုံခြုံရေးအမျိုးသမီးနဲ့ငင်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ဒီဇိုင်းမမတ်အာဒီငင်းချမ်းရေးလုပ်ငန်းစဉ်အောက်မှာလုပ်ဆောင်လာခဲ့တယ်ပေါ့လေနော် ဆိုတော့နောက်ဆုံးလုပ်ငန်းစဉ်တစ်ခုကျတော့ဒါလူထုအားကောင်းရေးလုပ်ငန်းစဉ်ပေါ့လေနော်ဆိုတော့ဟိုအပြောင်းလဲတစ်ခုလုပ်တော့မယ်ချင်းကမှုတစ်ခုလုပ်တော့မယ်ဆိုရင်ဒါလူထုရဲ့ပါဝင်မှုလူထုရဲ့အားကဒါအရန်အရေးကြီးတယ်ပေါ့လေနော်အရေးကြီးတဲ့အလောက်ကြီးရွားတွေဆင်းပြီးတော့ဒါတိပညာပေးလုပ်ငန်းတွေပေးတာတွေရှိတယ်လူထုတွေကဒီရဲ့အရွေတွေအပြောင်းလဲတွေမှာလူထုပါဝင်လာဖို့ကသူတို့ပါဝင်ရမယ့်ခန်းကဏ္ဍသူတို့ဘယ်လိုပါဝင်ရမလဲသူတို့ဟိုပါဝင်ခြင်းအဖြစ်ဘယ်လိုကောင်းလဲဆိုတဲ့ဟာမျိုးတွေသူတို့မြန်မြန်လက်လက်မိဖို့ဒီ campaign တွေ အာလုတ်တာတို့နိထုနေမြတ်တွေတူတူချင်းပါတာတို့ဆိုတဲ့ဟာမျိုးကိုဒါကျွန်တော်တို့ဟိုအဓိကနေလုတ်ဖြစ်တယ်ပေါ့လေနော်တခြားသောလုပ်ငန်းတွေကိုလည်းကျမတို့လှုပ်ဆောင်နေတာပြီးတော့ရှိတယ်ပေါ့လေနော်အထူးသဖြင့်ဒီလူသားချင်းစာနာထောက်ထားမှုကူညီတွေပံ့ပိုးတဲ့ဟာတို့ဒါစစ်ဘေးစစ်ဘေးကြောင့်မလို့ဟိုကြုံတွေ့နေရတဲ့ဒီထပ်ပြီးတင်းချောင်းရတဲ့သူတွေရေဘေးကြောင့်မလို့တဘာဝဘေးကြောင့်မလို့ဟိုဒီဒီခိုင်းနေနာသွားတဲ့ပြည်သူလူထုတွေကိုလည်းကျမတို့ကဒီလူသားချင်းစာနာထောက်ထားမှုကူညီတွေပေးနေတဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့လေနော် ပိုးလိုမျိုးတော်တော်များများကအာဒီဟို1960လောက်ကတည်းကမျက်စိပိတ်နားပိတ်ဒါတွေကနိုင်ငံရေးခင်းချင်းရလူထုတွေအာမတိအောင်လှုပ်ထားတဲ့အရှင်မျိုးမှာကျွန်တော်ပိုးအိုးမှာဆိုချင်းပို့ပြီးမှခက်တဲ့ဟာကအာနိုင်ငံရေးရဖိလိမ့်မှုရှိတဲ့အပြင်ဒီလူမျိုးရေးအရာပြချဖို့ဝါဒရအဖိလိမ့်ထားတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေကအာရွာနေထွက်ဖို့မြို့ကနေထွက်ဖို့ဆိုတဲ့ဟာမှာတော်တော်လေးအခက်အခဲရှိတယ်။ပညာထွက်ချတာပဲဖြစ်ဖြစ်ပညာဖတ်သင်ဖို့ပဲဖြစ်ဖြစ်အလုပ်ထပ်လုပ်ဖို့ပဲဖြစ်ဖြစ် နိုင်ငံခြားသွားတယ်ဆိုလို့ရှိရင်ဒါကဘယ်လိုခေါ်လဲအာ မကောင်းတဲ့မိမတွေဆိုတဲ့ဟာမျိုးပေါ့နော်ဒါမကောင်းတဲ့အလုပ်တွေပဲတလုပ်တယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးအမြင်တွေရှိတယ်ရွာထွက်သွားတဲ့မိမဆိုရင်မကောင်းဘူးဆိုတဲ့ဟာမျိုးအဲ့လိုမျိုးအမြင်တွေတအားများတယ်ဆိုတော့အဲ့ဒီဟာတွေပေါ်မှာအများကြီးစီယုံရတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်နိုင်ငံရေးပြောင်းလဲကြောင်းကျွန်တော်တို့ဗီဒီယိုချွေးရတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီအချက်လက်တွေပေါ့နော်ပျက်စီးသွားတဲ့ဟာတွေလည်းရှိခဲ့တယ်ပေါ့ဆိုတော့အဲ့ဒီဟာတွေကအဖွဲစီးဘယ်လိုလဲအခါဆက်ပြတ်သွားတယ်လို့မျိုးပေါ့နော်အဲ့ဒီဟာလေးတွေဖြစ်တဲ့ဟာတွေကတကယ်အာစိန်ခေါ်မှုအကြီးမားတွေပြရင်မရတဲ့မှတ်တမ်းတွေပေါ့နော်ဒီလုံခြုံရေးဆိုလို့ ရှင်စေအာနာရှင်အောင်မဟုတ်တော့ဘူးဆိုပေမဲ့လည်းကိုယ့်ရဲ့ဒေတာမှာရှိတဲ့ဒီအာလက်နက်ကင်အင်အားစုဥပမာဒီဘီတူစစ်တို့ဘာလို့ဆိုလို့ရှိရင်ကိုယ်တွေကိုကြိုက်တဲ့အဖွဲ့အစည်းတွေမဟုတ်ဘူးပေါ့ဆိုတော့လုံးလုံးလလလုံးလုံးရတဲ့အခြေအနေမျိုးမဟုတ်ဘူးလုတ်ခဲ့တယ်ဆိုရင်တော့မှအချင်းချောက်ခံရတဲ့ကိစ္စတွေကတောက်လျှောက်ရှိတဲ့အခြေအနေမျိုးရှိတယ်ပေါ့။ဒီသွေးမှာလုတ်တဲ့အချိန်က၄-၅နှစ်လောက်ပဲရှိသေးတယ်။အရှိချခါစားပဲရှိသေးတယ်။ဒီခါဆိုအာနာသိမ့်မှုဖြစ်ပြီးတော့မှဒီဖက်ပြွှေ့ပြောင်းလာရတယ်ဆိုတော့အဲ့ဒီမှာလည်းနောက်ဆုံးတစ်ခေါက်အစင်ခုံမှုအကြီးကြီးတွေပဲပေါ့နော်။ အကောင်ချက်ခါကျတော့ PWU ကဒီ CSO မှာပဲဖြစ်ဖြစ်ဒီတကယ်ဒီနိုင်ငံရေးတိုင်းဝိုင်းမှာဖြစ်ဖြစ်ဖြစ်ပြီးမှပြူတာအာကျမတို့ဒီဆွေးနွေးပွဲတွေမှာနိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ဖြစ်ဒီ state level အရခေါ်တဲ့နေရာမှာဆိုလို့ရှိရင်လည်း PWU တွေကနေပြီးတော့မှအာတောက်လျှောက်ပြီးတော့မှအာပါနေတဲ့ဟာလေးတွေရှိတယ်အဖွဲ့ဝင်အနေနဲ့လည်းအာပါဝင်တက်ရောက်ပြီးတော့မှဆွေးနွေးတဲ့ဟာတွေလှုပ်ဆောင်နေတဲ့အရာတွေရှိပါတယ်ပေါ့ ဒီအောက်ခြေလူထုနဲ့ထိတွေ့ဆက်ဆံပြီးလုပ်နေတဲ့အဖွဲ့အစည်းလည်းဖြစ်တာမလို့2020ရွေးကောက်ပွဲတုန်းကဆိုလို့ရှိရင်လူထုတွေရဲ့မဲပေးတဲ့ပုံကြည့်တယ်ဆိုလို့ရှိရင်ကျမတို့ PDU အများကြီးသိတယ်ကျမတို့ PDU ကလည်းထက်လာတဲ့အမျိုးသမီးတွေကိုအာသူတို့သိတယ်ဆိုတော့ဒါလူထုတွေရဲ့လူထုကနေပြီးတော့မှမဲပေးတယ်ဆိုလို့ရှိရင်ဒါလူထုရဲ့ယုံကြည်မှုရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါလည်းအောင်မြင်မှုတစ်ခုမြန်မာဖွဲ့ချုပ်မြန်မာနိုင်ငံစာဖွဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လေဒီပို့အမျိုးသမီးတမကအဖွဲ့ရစပါခဲ့တယ်။လုံသွားပြီဖြစ်တဲ့ကျမတို့အကုထအမနန်းအိမ်ပေါ်တော့သူကနေလဲပါဝင်ခဲ့တယ်။ အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းအာကျမတို့ဒီဥက္ကဋ္ဌကဘယ်လိုခေါ်လဲတကယ်စိတ်ရင်းဘယ်လိုလဲရိုးသားတယ်စိတ်ရင်းမှန်တယ်ပြီးလို့ရှိရင်တကယ်ပဲဒီအမျိုးသမီးကြီးအာပြီးတော့ခါကျတော့ဒီအဲ့ဒီခေတ်ကလေးကအာဒီဖက်ဒရယ်အာကျမတို့မြန်မာနိုင်ငံရဲ့ဒီဖက်ဒရယ်နဲ့သွားမှဖြစ်မယ်ဆိုတော့အရေးပေါ်တော့ဒါတွေဆိုလို့ရှိရင်လည်းအာတကယ်ပဲသဆိုင်မမတ်ကိုရပိုးအမျိုးသမီးအဖွဲ့မှာရောဒီ WMB မှာရောတောက်လျှောက်တာတွေကိုဆွေးနွေးလာခဲ့တဲ့အာမနိုင်အိမ်ဖြစ်တယ်ပေါ့နော် စပီးတီထောင်လာကလေးကအ အမျိုးသမီးရေးကိုလည်းတောက်လျှောက်လုပ်လာတယ်ပြီးခါကျတော့ဒီနိုင်ငံရေးဒါတွေဆိုလို့ရှိရင်လည်းလုပ်တယ်ပြီးလို့ရှိရင်ဒီအာလူမျိုးရေးမှာလည်းအာတိုင်းသားတန်းသူရေးဒါတွေကိုဒါတွေဆိုလို့ရှိရင်လည်းအစဉ်တစိုက်ပဲလုပ်လာခဲ့တဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ရှေးဆောင်လမ်းပြခဲ့တဲ့အမျိုးသမီးဖြစ်တယ်ပေါ့ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံမှာဆိုရင်လည်းကျမတို့ကပို့အမျိုးသမီးသမဂ္ဂအဖွဲ့ကအဖွဲ့ဝင်အဖွဲ့စည်းဖြစ်တဲ့အတွက်ဒီအာတဘာပတိအဖွဲ့တွေပို့ရတာရှိတယ်။သူကညီလာခံတက်တန်းနဲ့နှစ်နှစ်တစ်ခါအဲ့လိုမျိုးလေးတွေအမျိုးလေးတွေပို့ဖြစ်တာရှိတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်းအာကျမတို့ဒီအာလက်သွဲခေါ်တဲ့အပိုင်းတွေနဲ့ဒီစွာရင်နေတဲ့အပိုင်းတွေလည်းရှိတယ်ဆိုတော့အဲ့ဒီမှာကျမတို့ဒီဥဆောင်ဒီခေါင်းဆောင်မှုအရေးရှင်းနေတာတွေလည်းကျမတို့အများကြီးရလာတယ်ပေါ့နော်တစုံတရာနောက်ပြီးတော့မှဆုံးဖြတ်ချက်ကောင်းကောင်းချတတ်တဲ့နေရာ ကကျမတို့ဒီ WMB မှာအများကြီးလေ့လာရတယ်ပေါ့နော်။နောက်နောက်တစ်ခုကကျတော့အောင်မြင်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်အာဒီအမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံမှာကျမတို့ကနေပြီးတော့မှဒီပို့အမျိုးသမီးအဖွဲ့ကနေပြီးတော့မှအာဒီအသွေးရမှုကိုဆက်လက်လောင်းတွေဒါတွေဆိုလို့ရှိရင်လည်းအာကျမတို့ပို့တဲ့အချိန်မှာအရွေးခံရတဲ့ဟာလေးတွေဆိုတော့အာ BBV ကနေပြီးတော့မှလည်းဒီအသွေးရမှုအဖွဲ့မှာ BBV ကအာပါဝင်လာနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါတွေကလည်းအောင်မြင်မှုအာလို့ပြောလို့ရပါတယ်ပေါ့ Thank you.